စကိုင်းတိုင်းမုံရွာခရိုင်ချောင်းမြို့နယ်မှာစောစုကဒေသခံ50ကျော်ကိုဖမ်းဆီးခေါ်ဆောင်သွားပြီးတဲ့နောက်တက်ကြီးပိုင်းအမျိုးသားတို့ကိုညှဉ်းပန်းရိုက်နှက်တပ်ဖြတ်ကအလောင်းပြန်ပို့လာတယ်လို့ဒေသခံသတင်းမြစ်တွေက MP ကိုပြောပါတယ်။အောက်တိုဘာ25ရက်ကချောင်းမြို့နယ်မုံရွာမန္တလေးကားလမ်းပေါ်ကခင်မွန်ကျူရွာကိုစောစုနဲ့ပြူစောတီတွေကစီးနင်းပြီးတဲ့နောက်ဒေသခံ50ကျော်ကိုချောင်းမြို့ပေါ်ကိုဖမ်းခေါ်သွားရက အောက်တိုဘာ26ရက်မှာအလောင်းကိုရွာကိုပြန်ပို့လာတာပါ။ ဆိုးစုကရိုက်သက်တယ်လို့ယူဆပြီးတေဆုံးသူဟာခင်မွန်ရွာက အသက်80ဝန်းကျင်အရွယ်ဦးအောင်တန်းဖြစ်တယ်လို့ဆိုပါရယ်မုံရွာမန္တလေးကားလမ်းပေါ်ကအင်ချေ2000နီးပါးနဲ့လူဦးရေတောင်းကြီးရှိတဲ့ခင်မွန်ရွာကိုဆိုးစုနယ်ပြည်တွေကအောက်တိုဘာ25ရက်မနက်9နာရီခွဲဝန်းကျင်မှာအကြောင်းမဲ့ရုတ်တရက်ဝင်ရောက်ဆင်းနေပြီးတဲ့နောက်ဒေသခံ90ကျော်ကိုဖမ်းခေါ်သွားတာဖြစ်ပါရယ်ခင်မွန်ရွာကိုဆင်းနှင်းချိန်တောဆက်မှာ နွားကြောင်နေတဲ့စွန့်အစကားမပြောတတ်တဲ့အသက်30ဝန်းကျင်အရွယ်အမျိုးသားတဦးကိုစိုးစုကတပ်ဖြတ်ပြီးနောက်နေအိမ်တဲကိုထက်ကမိရှုကအလောင်းကိုဖျောက်ဖျက်ခဲ့ပါသေးတယ်လို့ဒေသခံတွေကပြောပါရယ်စိုးစုဖန်းစည်းခေါ်ဆောင်သွားသူတွေကရိုက်တက်ထားခဲ့တဲ့ဥအောင်တန်းရဲ့အလောင်းနဲ့အတူတချို့ကိုပြန်လွတ်ပေးလိုက်ပြီးတော့လူ90လောက်ကတော့ချောင်းမျိုးပေါ်ကစိုးစုစကမ်းမှာချုံနောင်စစ်ဆေးခံရဆဲဖြစ်တယ်လို့ဒေသခံတွေကပြောပါရယ် မုံရွာမန္တလေးလမ်းပေါ်ကစီကားတဲ့ခင်မွန်ရွာကိုစိုးစုကမကြာခဏဆင်းနေကလူသက်လူရဲ့မိရှုတာတွေကျွလွန်ခဲ့ပြီးပြီးခဲ့တဲ့မေလ23ရက်ကလည်းခင်မွန်ရွာကအမျိုးသား30ကျော်ကိုစိုးစုကပေါ်တာဆွဲဖမ်းဆီးပြီးထွက်ပြေးမိတဲ့အမျိုးသားတဦးကိုတပ်ဖြတ်ဆွန့်ပစ်ခဲ့ပါသေးတယ်။စိုးစုကခင်မွန်ရွာအပါအဝင်ချောင်းမြို့နယ်တဲကိုစစ်ကြောင်းတို့လူသက်လူရဲ့မိရှုပေါ်တာဆွဲနေတယ်လို့လေကြောင်းနဲ့လက်နက်ကြီးပစ်ခတ်တာတွေလည်းမကြာခဏကျွလွန်နေတယ်လို့ဒေသခံတွေကပြောပါတယ်။ ပြီးခဲ့တဲ့သတင်းကြိုလာပြင်းလေးညကချောင်းမြို့နယ်မြောက်ချမ်းဘုံရွာနယ်အဆက်မှာရှိတဲ့ဘုံဒုံရွာမှာပြုတ်လုနေတဲ့စီမင်းထွန်းတပိတ်ကိုစိုးအစုကဆက်တက်လေဒီနဲ့ဘုံကျဲကျခဲ့တာကြောင့်ကလေးတငယ်နဲ့အမျိုးသမီးတွေအပါအဝင် စုစုပေါင်း24ဦးသေဆုံးပြီးတော့ဒဏ်ရာသူ60ကျော်ရှိခဲ့ပါတယ်။